မင်္ဂလာပါရှင်မိုတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလနဲ့မလဆန်းပိုင်းမှာအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်နဲ့လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ပြောဆိုချက်တွေလောရက်တွေဟာမြန်မာအရေးစိတ်ဝင်စားသူတွေကြားမှာဝေဖန်မှုမြင့်တက်စေခဲ့ပါတယ်ဒီရက်ဆန်းပိုင်းနဲ့မှာတော့အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်နဲ့မီဇိုရန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးတို့ဟာမြန်မာအရေးနဲ့ပတ်သက်ပြီးတော့ဘာတွေပြုမှုလှုံ့ဆော်ခဲ့တယ်လဲဆိုတာနဲ့ အိန္ဒိယဗဟိုအစိုးရနဲ့ NASA ကအစိုးရအဖွဲ့ကဘယ်လိုတုံ့ပြန်ထားတဲ့လဲဆိုတာကိုပြောပြပေးသမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့ Like နဲ့ Share လုပ်ပေးပါအောင်ရှင်။ပရိသတ်ကြီးပြီးခဲ့တဲ့ရက်ပိုင်းတွင်မြန်မာနိုင်ငံနဲ့နေဆက်ချင်းထိစပ်နေရင်အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်ရဲ့အပြုအမူလုပ်ရက်တွင်တော်တော်ကိုဆက်လက်ဖြစ်သူ မီဇိုရန် MPK ဗန်လယ်ဘီနာတို့ရဲ့ပြောဆိုချက်တွေဟာမြန်မာရေးစိတ်ဝင်စားသူတွေကြားမှာဝေဖန်မှုမြင့်တက်ခဲ့ပါတယ်။မီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်လာတူဟိုမာဟာနာဆတ်ကအစိုးရကိုလက်နေကင်စန့်ကျင်နေတဲ့ချင်းလက်နေကင်အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ချင်းဒေသကောင်စီ CC နဲ့ယာယီချင်းအမျိုးသားအတိုင်းမြင်ကန်ကောင်စီ ICNCC တို့ကြောင့်အငင်းပွားမှုတွေသဘောထားကွဲလဲမှုတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကိုကြားဝင်ဆေးဆက်ပေးခဲ့ပြီးတော့ ၎င်းရဲ့ရှေ့မောက်မှာပဲချင်းလက်နဲ့ကင်နှစ်ဖွဲ့ပေါင်းစည်းရေးကိုလက်မှတ်ရေးထိုးနိုင်အောင်ဂျာဝင်ကူညီပေးခဲ့ပါတယ်။မီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်ရဲ့လောက်ရဟာနာဆက်ကအစိုးရစန့်ကျင်နေရဲ့ချင်းလက်နဲ့ကင်အဖွဲ့နှစ်ဖွဲ့ကို အားပေးကူညီတယ်လို့မျိုးဖြစ်စေခဲ့ပြီးရောမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုတိုက်ရိုက်သွင်းမဟုတ်တယ်ဝိုက်ပြီးဆက်ဖက်တယ်လို့မျိုးဖြစ်စေခဲ့ပါတယ်။လာတူဟိုမဟာမီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်စတင်တာဝန်ရှိုးပြီးနောက်ပိုင်းတွေကမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုတိုက်ရိုက်သွင်းမဟုတ် တယ်ဝက်ပြီးဇာဝင်ဆွဲဖက်တဲ့ပြောဆိုချက်တွေနဲ့လောက်ရက်တွေကိုလှုပ်ဆောင်နေခဲ့သူဖြစ်ပါတယ်။မီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်လာတူဟိုမဟာလာဆာကောလက်လက်ကင်စန့်ကျင်နေရဲ့ရကလည်းနဲ့ကန်အဖွဲအေအေနဲ့ချင်းလည်းနဲ့ကန်အဖွဲစည်းဝေးကြောင်းအငင်းပွားမှုတွေမဖြစ်ဘဲနဲ့ချီတီရင်းနေဖို့တောင်းဆိုတာတွေရှိခဲ့ဖို့သူလည်းဖြစ်ပါတယ်။မီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်လာတူဟိုမဟာ2024ခုနှစ်စက်တင်ဘာလတုန်းကလည်းချင်းအဖွဲစည်းဝေးကိုမိကုံပြောဆိုရမှာ ကျင်းလူမျိုးတွေဟာရက်ကလည်းနဲ့ကန်အဖွဲ AA နဲ့ပြဿနာဖြစ်မယ်ဆိုရင် AA ဟာကျင်းလည်းနဲ့ကန်အဖွဲတွေထက်အင်အားတောင့်တင်းပါတယ်။ကျင်းလူမျိုးတွေဟာ AA အဖွဲနဲ့မိတ်ဆွေဖြစ်အောင်လှုပ်ဆောင်ရမယ်။ကျင်းလည်းနဲ့ကန်အဖွဲတွေနဲ့ AA အဖွဲကြားတိုက်ခိုက်တာမျိုးမလုပ်သင့်ဘူး။ကျင်းအမျိုးသားတက်ဦးကျင်းညီနောင်ကျင်းလန်းကောင်စီဇိုမီလည်းနဲ့ကန်အဖွဲနဲ့ AA အဖွဲတွေဟာနာဆာကကိုဘုံရတူအဖြစ်လည်းနဲ့ကန်တော်လန်ပုံကံရဲ့အဖွဲစီတွေဖြစ်ပါတယ်။ နာဆာကကိုပုံရံသူအဖြစ်နန်းနဲ့ကင်တိုက်ခိုက်နေတဲ့ CNF အဖွဲ့ချင်းဘရာဒါဟုအဖွဲ့ထိုင်းလန်ကောင်စီအဖွဲ့ ZRE အဖွဲ့ရခိုင်နဲ့နဲ့ကောင်အဖွဲ့ AA နဲ့ PDF အဖွဲ့တွေကြားမှာအချင်းချင်းတိုက်ခိုက်မှုတွေရှိနေမယ်ဆိုရင် နာဆာကအတွက်အကျိုးစီးပွားတွေဖြစ်လာနိုင်တယ်လို့ပြောဆိုခဲ့ပူပါတယ်မီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်လာတူဟိုမာရဲ့လောက်ရက်တွေနဲ့ပြောဆိုချက်တွေဟာနာဆာကအစိုးရအဖွဲ့အကျိုးစီးပွားရုပ်ရော့စေဖို့ ရည်ရွယ်နေရမျိုးဖြစ်ပါတယ်။မီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်ဟာနာဆာကောစန်ဂျန်နီရဲ့လက်နက်ကအဖွဲ့အစည်းတွေကိုအတိမတ်ပြုတ်ကူညီတာမျိုးမလုပ်ဘဲ၎င်းပြည်နယ်အတွင်းအခြေပြုလှုပ်ရှားမှုတွေကိုလည်းဖြိုခွင်းမှုတွေလှုံ့ဆော်တင့်ပေမဲ့လက်ရှိအချိန်မှာ၎င်းတို့ပြည်နယ်တည်ငြိမ်ရေးကိုကောင်းစဉ်တက်ပြီးနာဆာကကိုလက်နက်ကင်တိုက်ခိုက်နေရဲ့ချင်းလက်နက်ကင်အဖွဲ့နှစ်ဖွဲ့ကြောင့်အပြစ်ခတ်ရက်စရီရယူနိုင်အောင်ဂျာဝင်ကူညီပေးခဲ့ရလေဖြစ်ပါတယ်။ချင်းဒေသကောင်စီစီစီနဲ့ ယာယီချင်းအမျိုးသားအတိုင်းအမြခံကောင်စီ ICNCC တို့ကြောင့်ပိုင်နေနေမြေအငင်းပွားမှုတွေသဘောထားမြေကွဲလဲမှုတွေကြောင့်ပြီးခဲ့တဲ့လတွေအတွင်းပြေခဲတိုက်ခိုက်မှုတွေရှိခဲ့ပေမယ့်မီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်အပါဝင် မီဇိုရန်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတွေရဲ့ဂျာဝင်စီဆက်ပေးမှုကြောင့်ဖေဖော်ဝါရီ26ရက်နေ့ကမီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်လာတူဟိုမာရဲ့ရှေ့မောက်မှာအပြစ်ခတ်ရစရေလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ် ဒါအပြင်မီဇိုရန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူကေပန်လယ်ပီနာကလည်းမလ9ရက်နေ့မှာချင်းလက်ကောင်စီရုံးနဲ့စခန်းတွေကိုတွားရောက်ခဲ့ပြီးချင်းပြည်နယ်ကိုအိန္ဒိယနိုင်ငံနဲ့ပူးပေါင်းဖို့ချင်းပြည်ကောင်စီကိုကမ်းလှမ်းခဲ့ပြီးအိန္ဒိယနဲ့မြန်မာနယ်စပ်ရဲ့နှစ်ဖက်စလုံးမှာလူမျိုးစုအချင်းချင်းရင်းနှီးမှုတန်ရုံးစဉ်ရှိရဲလို့ပြောဆိုခဲ့ပါတယ်။ချင်းလက်ကောင်စီရဲ့လက်အောက်ခံလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ CNF, CNA နဲ့ချင်း PDF တွေဟာ လက်ရှိအချိန်မှာမီဇိုရန်ပြည်နယ်နဲ့နယ်စပ်ချင်းထိစပ်နေရမြန်မာနယ်စပ်ဒေသတွေကိုထိန်းချုပ်ထားတယ်လို့သိရပါဗျ။မီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်လာတူဟိုမာနဲ့လော့တော်ကိုဇလဲရီဖြစ်သူဘန်လဲပီနာတို့ရဲ့ပြောဆိုချက်တွေဟာနာဆာကအစိုးရအပေါ်အပြုတ်တော့မဆောင်ပဲပွဲလန့်တုံ ဖြာဝင်ခင်းတဲ့လိုမျိုးဖြစ်နေခဲ့ပါတယ်။အိန္ဒိယနိုင်ငံဗဟိုအစိုးရကတော့လက်ရှိချိန်မှာ NASA ကကိုလက်နက်ကင်စန့်ကျင်တွေရဲ့လက်နက်ကင်အဖွဲ့တွေကိုဆက်ဆံရေးတိစောက်တာမျိုးမရှိပေမယ့် ီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်ကတော့အိန္ဒိယအစိုးရရဲ့နိုင်ငံသားရေးမူဝါဒတွေကိုကျောင်းဝင်ဆွတ်ဖက်တယ်လို့မျိုးဖြစ်နေခဲ့ပါတယ်။ချင်းဒေတာကောင်စီစစ်စီနေ၊ယာယီချင်းအမျိုးသားအတိုင်းမြင်ကန်ကောင်စီ ICNCC တို့ကြားအငင်းပွားမှုတွေသဘောထားကွဲလွဲမှုတွေကိုသဘောတူညီမှုရပြီးပေါင်းစည်းနိုင်အောင်ကြားဝင်ကြိုးပမ်းခဲ့တဲ့ မီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်ရဲ့လောက်ရတဲ့ပတ်သက်ပြီးအိန္ဒိယဗဟုအစိုးရကတုံ့ပြန်ပြောဆိုထားပါတယ်။အိန္ဒိယဗဟုအစိုးရဟာမြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပေမဲ့နာဆာကအစိုးရနဲ့လက်ရှိအချိန်ထိထိတွေ့ဆက်ဆံနေဆဲဖြစ်ပြီးပြီးခဲ့တဲ့လပိုင်းအတွင်းမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်အမတ်ကြီးဟာရခိုင်ပြည်နယ်ကိုသွားရောက်ကအိန္ဒိယစီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတာပဲလဲရှိခဲ့ပူပါတယ်။မီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်ရဲ့လောက်ရက်တွေဟာအိန္ဒိယဗဟိုအစိုးရရဲ့လုံပိုင်ခွင့်တွေကိုကြော်လွန်ပြီးတော့မြန်မာအရေးကိုဆွဲဖက်ဖို့ကြိုးပမ်းလာတာမျိုးလို့လဲဆိုနိုင်ပါတယ်။ မီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်လာတူဟိုမဟာမလ12ရက်နေ့ကကျင်းပခဲ့တဲ့လွတ်တော်အစည်းအဝေးမှာလည်းယူကရိန်းစစ်ပွဲမှာပါဝင်တိုက်ခိုက်မှုသူစစ်ပြန်ဟောင်းတွေအပါအဝင်နိုင်ငံသား2000ကျော်ဟာအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ကိုဖျက်တမ်းပြီးမြန်မာနိုင်ငံကိုဝင်ရောက်ကချင်းတောင်တန်းပေါ်ကချင်းနဲ့ကောင်အဖွဲ့တွေကိုစစ်တင်တန်းတွေလေ့ကျင့်တင်ကြားပေးနေတယ်လို့ပြောဆိုခဲ့ပူပါတယ်မြန်မာနိုင်ငံကိုသွားရောက်တဲ့အင်ငယ်သားတွေရော မီဇိုရန်ပြည်နယ်ကိုဂျားစကန်လမ်းကြောင်းတစ်ခုဖြင့်အသုံးပြုနေပြီးတော့2024ခုနှစ်ဇွန်လကနေဒီဇင်ဘာလအထိမီဇိုရန်ပြည်နယ်ကိုပြည်ပနိုင်ငံသား2000ခန့်ဝင်ရောက်လာခဲ့တယ်လို့မီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်ကပြောပါတယ်။တကယ်တော့မီဇိုရန်ပြည်နယ်ဟာမြန်မာနိုင်ငံနဲ့နယ်စပ်ချင်းထိစပ်နေရင်ပြည်နယ်ဖြစ်ရာမီဇိုရန်ပြည်နယ်အစိုးရဟာနာဆာကအစိုးရနဲ့မြန်မာနိုင်ငံတည်ငြိမ်ရေးကိုလိုလားမယ်ဆိုရင်မြန်မာနိုင်ငံဘက်ကကိုပြည်ပကျေးစာစစ်သားတွေ ဝင်ရောက်လို့မရအောင်တင်းကျပ်တဲ့လုံခြုံရေးအစီအမံတွေချမှတ်ဆောင်ရွက်လို့ရပါမယ်။တင်းကျပ်တဲ့လုံခြုံရေးအစီအမံတွေချမှတ်ဆောင်ရွက်မှုပိုင်းအားနည်းခဲ့တယ်လို့ဆိုနိုင်ပါတယ်။အိန္ဒိယဘုံအစိုးရကတော့မီဇိုရန်ပြည်နယ်အစိုးရရဲ့လုံရက်တွေကိုတတိပေးပြောဆိုတာတွေရှိလာနေတယ်လို့အိန္ဒိယသတင်းတွေမှာဖော်ပြထားပါတယ်။အိန္ဒိယဘဟုအစိုးရအဖွဲ့ရဲ့ပြပရှိရာငွန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူရန်ဒါဂျိုင်းစွာကအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်နေရဲ့ ချင်းနေတာကောင်းစီ CC နဲ့ယာယီချင်းအမျိုးသားအတိုင်းပင်ကန်ကောင်းစီ ICNCC တို့ကြောင့်ပြန်လည်ပေါင်းစည်းနိုင်အောင် မီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်ကဂျာဝင်ကြိုးပမ်းပေးခဲ့တာမီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်ရှေးမောင်မှာပေါင်းစည်းရဲ့သဘောတူညီမှုလက်မှတ်ရေးထိုးတာတွေကြားသိပါတယ်မြန်မာနိုင်ငံရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့ရည်တည်ချက်ကိုကံကောင်းသိပါတယ်အိန္ဒိယနိုင်ငံရဲ့နိုင်ငံသားရေးမူဝါဒပိုင်းဆိုင်ရာကိစ္စတွေဟာပြည်နယ်အစိုးရရဲ့လုံပိုင်ခွင့်နဲ့ အဲ့နေထားတဲ့တာဝန်တွေရဲ့မှာမပါဝင်ဘူးဆိုတာထပ်မံပြောဆိုလိုပါတယ်ဆိုပြီးတော့ပြောပါတယ်။ဒါပြင်နိုင်ငံတော်စီမံအထွတ်အကောင်စီတည်င်းထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကလည်းအိန္ဒိယနဲ့မြန်မာနယ်စပ်မဏိပူရဒေသအကြောင်းအပြင်ကပ်ဘော်ကျိုင်ဝမ်ကိစ္စချင်းပြည်နယ်ကိုအိန္ဒိယနိုင်ငံပိုင်နဲ့တည်းပူးပေါင်းဖို့တိုက်တွန်းတောင်းဆိုခဲ့တဲ့မီဇိုရန်လွှတ်တော်အမတ်ရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီးအခုလိုမျိုးတုံ့ပြန်ပြောဆိုထားပါတယ်ရှင်။ဒီနေ့မှာတော့ မီဒီယာတွေမေးမြန်းနေတဲ့အိန္ဒိယနဲ့မြန်မာနယ်စပ်မဏိပူရဒေသအကြောင်းနဲ့ကဘောဆိုင်မှန်ကိစ္စပြီးမီဇိုရန်လွတ်တော်အမတ်တွေကြော်ကြားတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လွတ်တော်အမတ်ကေဘန်လက်ဗီနာကအိန္ဒိယနဲ့နယ်စပ်ချင်းဆီဆနေတဲ့မြန်မာနိုင်ငံအနောက်မြောက်ဖက်နေရာဒေသတွေကိုတွားရောက်ခဲ့တယ်ဆိုပြီးတော့ကြာတဲ့ ဟိတ်နူတင်ဝက်ဆိုင်မှာဖော်ပြထားတာတွေ့ရပါတယ်။သူပြောကြားထားချက်ကတော့ကေဗန်လက်ဗီနာကမီဇိုရန်ပြည်နယ်ကနေမြန်မာနိုင်ငံအတွင်းကိုနေစားဖြတ်ကျော်ပြီးတွားရောက်ခဲ့တယ်။အဲ့ဒီခီးစဉ်နဲ့ပတ်သက်ပြီးမီဇိုရန်ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့လေချားဆောင်တက်ကိုအတိပေးအကြောင်းကြားခဲ့တယ်ဆိုပြီးတော့ကြလဲတဲ့ဟိန်ယူသတင်း website ကပေါ်ပြထားတာကိုတွေ့ရပါတယ်ပြီးရင်ကျွန်တော်တို့ဒီ CNF CND ချင်း PDF ဖွဲ့တွေနဲ့တွေ့ဆုံခဲ့တယ်ဆိုပြီးလဲပြောကြားထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါအပြင်အိန္ဒိယမြန်မာနယ်စပ်ချင်း နေဇက်ဆက်ဆက်တဲ့နေရာပေါ့တမူကဘော်ချိုင်ဝမ်ဒေတာနဲ့ပတ်သက်ပြီးလဲအိန္ဒိယအထက်လွတ်တော်အစည်းအဝေးမှာမဏိပူရာပြည်နယ်ပါလီမန်လွတ်တော်အမတ်တဦးကနေပြီးဒီရာနဲ့ပတ်သက်ပြီးရခင်တမိုင်းချောင်းအရာအိန္ဒိယဘက်ကပိုင်နယ်ဆိုတဲ့သဘောမျိုးပြောကြားခဲ့တာကိုတွေ့ရပါတယ်။ဒါပြင် မီဇိုရန်ပြည်နယ်ကနေတဆင့်မြန်မာနိုင်ငံတွေကိုဝင်ရောက်လာတဲ့နိုင်ငံခြားသားများကိစ္စနဲ့ပတ်သက်ပြီးဒီလ10ရက်နေ့မှာ မီဇိုရန် ပြည်နယ်ဝန်ကြီးချုပ်ပေါ့လာဒူဟိုမာကမီဇိုရန်ပြည်နယ်လွတ်တော်မှာပြောကြားခဲ့တာကိုတွေ့ရပါတယ်။ဒီခေတ်နှစ်ဇွန်လအနေဒီဇင်ဘာလအတွင်းဒါနယ်စပ်ဒေသဖြစ်တဲ့အိုက်ဇိုကိုနိုင်ငံခြားသား2000နီးပါးလာရောက်လည်ပတ်ပြီးပြည်နယ်အတွင်းတော့သွားတင်ရမတွေ့ဘဲနဲ့အဓိကရွေချက်ကမြန်မာနိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်ပြီးမြမပြည်တွင်းရေးတွေကိုဝင်ရောက်စွတ်ဖက်ရန်ဖြစ်တယ်ဆိုပြီးလွတ်တော်မှာတရားဝင် တင်ပြခဲ့တဲ့သတင်းကိုလည်း the time of india သတင်းဌာနနေပြီးပြောကြားထားတာကိုတွေ့ရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမီဒီယာတွေရဲ့မေးမြန်းချက်ကိုကျွန်တော်ပြောကြားလိုတာကတော့မြန်မာနဲ့အိန္ဒိယနိုင်ငံဆိုတာမိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပါတယ်အိန္ဒိယရဲ့ at each policy နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်မြန်မာနိုင်ငံတွေကတော့ယခင်ကလည်းပြောကြားခဲ့ပြီးဖြစ်တဲ့အတိုင်းမြန်မာနိုင်ငံအစိုးရအနေနဲ့အိန္ဒိယ နယ်မြေကိုအသုံးပြုပြီးမြမကိုစန့်ကျင်နေတဲ့အုပ်စုများကိုမလိုလားသလိုမြမနယ်မြေကိုအသုံးပြုပြီးအိန္ဒိယအစိုးရကိုစန့်ကျင်နေတဲ့အုပ်စုများကိုလည်းမြမနိုင်ငံနဲ့လက်ခံမထားပါဘူးဒီဟာတွေနဲ့ပတ်သက်ပြီးနှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးအတွက်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေအများကြီးရှိခဲ့ပါတယ်အောင်မြင်မှုတွေအများကြီးရှိခဲ့ပါတယ်ပူးပေါင်းဆောင်ရွက်မှုကိုလည်းလက်တွေ့ ပြပပြီးဖြစ်တယ်ဆိုတာအိန္ဒိယနိုင်ငံအစိုးရအနေနဲ့ဒါသိပြီးဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနဲ့တူပဲရခင်ကတိုင်သဘောတူထားတဲ့ငင်းချမ်းစွာအတူရှင်သွဲနေထိုင်ရမူကြီး900အတိုင်းပဲနေထိုင်ရရှိပါတယ်မိတ်ဆွေကောင်းပီတစွာဒါနေထိုင်ရရှိပါတယ်မြန်မာအိန္ဒိယနယ်စပ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်မြန်မာအိန္ဒိယနယ်စပ်2010မိုင်ကျော်ရှည်လျားပါတယ် 1626ကီလိုမီတာရှိပါတယ်။တိုင်းတာဘီ908မိုင်ကျော်ရှိပါတယ်။ကီလိုမီတာအပြင်1460ကျော်တိုင်းတာဘီဖြစ်ပါတယ်။အများစုတိုင်းတာဘီဖြစ်ပါတယ်။ခုပြောဆိုနေတဲ့ကမ္ဘောဂျိုင်းဝမ်ဒေတာဆိုတာလည်းရခိုင်တိုင်းတာဘီထဲမှာကျွန်တော်တို့အတိအမှတ်ပြပွေးထဲမှာပါပြီးဖြစ်ပါတယ်။မြန်မာအိန္ဒိယနိုင်ငံလေကြားသတ်မှတ်ချက်အနေနဲ့2014ခုနှစ်မေလ10ရက်နေ့မှာချုပ်ဆိုထားတဲ့မြန်မာအိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ဆိုင်ရာနားလည်မှုစာချုပ်လာလဲရှိပြီးဖြစ်ပါတယ်။ကဘော်ချိုင်းမှာဒေသနဲ့ပတ်သက်ပြီးပြောရမယ်လို့ဆိုလို့ရှိရင်ရခိုင်တော့ကလည်း2013တော့ကလည်းအိန္ဒိယရဲ့အတိုက်ခံပါတီတစ်ခုဖြစ်တဲ့ BGP ပါတီကဒါတမှုကလေးမင်းကြီးမျိုးနေတဲ့ပါဝင်တဲ့ကဘော်ချိုင်းမန်းဒေသကိုပြန်ယူပေးမယ်ဆိုပြီးမဲဆွေတာမျိုးရှိခဲ့တယ်။ဒါတွေကိုလည်းကလေးမျိုးမှာရောမင်းကြီးမျိုးမှာရောကျွန်တော်တို့ ဒေသခံတွေကစာနာပြကန့်ကွက်ခဲ့တာမျိုးတွေရှိပါတယ်။ဒါမှမဟုတ်ကျွန်တော်အနေနဲ့ပြောပြချင်တာကတော့မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနိုင်ငံအတွက်အင်ဂျီဂျင်ကောင်းမိတ်ဆွေကောင်းဖြစ်အမြဲရက်တီဆောင်ရွက်သွားမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာရှိတဲ့အချို့သောနိုင်ငံရေးသမားတွေအနေနဲ့မိမိရဲ့နိုင်ငံရေးလိုဘတစ်ခုတည်းကိုကြည့်ပြီးနိုင်ငံဆက်ဆံရေးကိုပြပြအောင်မလုပ်သင့်ဘူး။ ဆိုတာပြောကြလို့ပါတယ်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကိုလေးစားသင့်တယ်လို့ပြောကြလို့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံတွေနဲ့အတိပေးသင့်တာတွေပြောဆိုသင့်တာတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်ဖြစ်ကြောင်းပြောကြလို့ပါတယ်အားလုံးကိုကျေးဇူးတင်ပါ